အားလုံးပဲမင်္ဂလာပါမိဘများအားပြန်လည်ပြီးတော့ပြောကြချင်းစီစဉ်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်ရဲ့အမေအကြောင်းကျွန်တော်ပြောချင်တာပါဆိုတော့ကျွန်တော်ရဲ့အမေအတိုင်းကျွန်တော်ဗီဒီယိုကြည့်နေတယ်ဥမာထားပါတော့ညီကိုတွေရှိမယ်မော်နမတွေရှိမယ်ကျွန်တော်တို့ကြီးတဲ့သူတွေရှိမယ်ကျွန်တော်တို့ငယ်တဲ့သူတွေရှိမယ်ပေါ့နော်ဆိုတော့ဟိုဒီခင်ဗျားတို့ရဲ့အမေကရောကျွန်တော်အမေလိုပဲလားဆိုတာလည်းကျွန်တော်သိချင်လို့ပါဆိုတော့ကျွန်တော်အမေကဘယ်လိုလဲဆိုတော့ သူ့ရဲ့သားပေါ့နော်သူ့ရဲ့သားကအမျက်တနိုးနဲ့ဝယ်ပေးတဲ့ဟာကိုလိုချင်တယ်နဲ့ထင်ပါတယ်ဈေးကြည့်တာမျိုးမှမဟုတ်ဘူးဗျာသိယုံဆယ်နဲ့ချီပြီးတော့ပေးမှမဟုတ်ဘူးအိမ်ကိုပြန်လာရင်းနဲ့ကျွန်တော်လမ်းမှာတွေ့တဲ့မွန်းကတပွဲပဲဖြစ်ဖြစ်အေးအေးလေးတပွဲပဲဖြစ်ဖြစ်ဝယ်လာပြီးတော့ပေးတဲ့ဟာကိုဒါမိဘတွေက လိုချင်ရပါတယ်အဓိကတော့ပီတိပေါ့နော်ဩငါသားလေးကပြီးတယ်ဩငါသမီးလေးကပြီးတယ်ငါ့ဟုတ်တာမမရရလေးပြီးတယ်မမေးဘူးဆိုတဲ့ပီတိကိုလိုချင်တာပေါ့နော်ကျွန်တော်ပြီးခဲ့တော့ရက်ပိုင်းကကျွန်တော်အမေအတွက်ဆိုပြီးတော့ကျွန်တော်ကချင်တယ်လေးကျွန်တော်ဝယ်ပြီးတော့ပေးပါတယ်ပေးတဲ့ဟာကိုကျွန်တော်အမေကကြိုက်လားဆိုတော့မကြိုက်ပါဘူးဆိုတော့မကြိုက်တော့ကျွန်တော်လည်းမအားတာဖြစ်တဲ့အတွက်ကြောင့်မလို့မဟုတ်ဘူးအမေအမေမကြိုက်ဘူးဆိုလေကိုကနဲ့ကိုကိုကြိုက်တဲ့ဆိုင်ကနေသွားဝယ်လိုက်ပေါ့နော်ဒါအဲ့ဒါလေးဝယ်ပေးမယ်အဲ့ဒါမှကြတော့လေလက်ခံလားဆိုတော့လေလက်မခံပါဘူး ကျွန်တော်ကိုယ်တိုင်ဝယ်ပြီးတော့ပေးတဲ့ဟာလေးကို तू ကလိုချင်တာဖြစ်ချင်တော့ကျွန်တော်ကိုယ်တိုင်ဝယ်ပြီးပေးရင်လည်းကြိုက်လားဆိုတော့မကြိုက်ပါဘူးတော့ဒီနေ့နဲ့ဆိုရင်ကျွန်တော်၃ချိန်ရှိပါပြီကျွန်တော်ကလည်းကိုယ်ဝေစားတော့ကိုယ့်အနေကိုဂျာဘက်လဲနေတာဆိုတော့အဲ့လိုမျိုးဒီကချင်ဆိုင်တွေကဝယ်ဖို့အတွက်ကျွန်တော်တော်တော်လေးကိုကျွန်တော်တိုက်ပတ်ပါတယ်အေးမိုင်းကြီးမိုင်းပြောတဲ့ဆိုင်ကတောင်းကလာကိုကိုးဆိုင်လားဟုတ်လား ။ဟောအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီရရရရရရရငါဟိုကဘာလဲ Google Map မှာရှာပြီးတော့တစ်ချက်သွားကြည့်လိုက်မယ်။အားရဲဆိုလဲတစ်ချက်လေးလာခဲ့ပါဦး။ဟိုဘယ်ဟာယူလို့ယူရမှမသိလို့တိလားနော်။အေးအေးဒါပဲဒါပဲနော်။ကဲညွှန်လိုက်တဲ့ဆိုင်တော့ရောက်ပါပြီ။အဲလမ်းတော့သူပြောတာတော့ဒါကတောင်ကလာဒီလမ်းကတော့ဒါသစ္စာလမ်းမကြီးပေါ့နော်။တောင်ကလာသစ္စာလမ်းမကြီးပေါ်မှာရှိတဲ့ကျွန်တော်တို့ဒီမှာပါကိုကိုဆိုတဲ့ကချင်ရိုးရချီတဲ့နှင့် ကိုးတဲ့အမျိုးမျိုးတဲ့လက်လိလက်ကတဲ့ဆိုတော့ဒီမှာတော့မှပဲဝန်ထမ်းတွေခေါ်တာဆိုတော့သွားတော့သွားရှိုးကြည့်လိုက်ပါအောင်မယ်โอเคโอเคဆိုင်ထဲတော့ရောက်ပါပြီဟုတ်စုံလာတော့တော်တော်လေးစုံပါတယ်ဒီမှာမှန်လဲခြာပေးတာတော့အဆင်ပြေတယ်ဗောနော်မိုက် ာပါပြီရှင်ဟုတ်မင်္ဂလာပါမင်္ဂလာပါမောင်မင်္ဂလာပါပွဲတက်ပဲလားရိုးရိုး daily ဝတ်မှာလားနှစ်မျိုးပေါ့အဲ့ဒါဆိုရင်ဟာကဟုတ်ဒီမှာကလေပွဲတက်အတွက် premium ပိုးလဲရှိတယ်နှစ်တရာချီလဲရှိရဲ့ချစ်ပိုးယောက်ျားလေးတွေအတွက်ဆိုပစိုးပေါ့နော်မမေကဘယ်လိုမျိုးပုံစံလေးကြိုက်လဲအစင်တွေကတော့အများကြီးပဲပြေပါနှစ်ခါရွေးပြီးွားတာမကြိုက်ဘူးဆိုလို့လေ ဒါလေးဆိုရင်တော့အခုလောလောဆယ်ဆိုင်မှာအယောင်းတွက်နေတဲ့အစင်လေးပေါ့ဒါတင်အောင်လေးဆိုဘယ်လောက်လောက်ဒါလေးဆိုရင်ဒါလေးကတော့2သိန်း6000ပါဟုတ်ဘူးပျော်တယ်လေဒါလေးကြတော့လေကွဲလေးတိုးတယ်အဲ့တော့လူကြီးဆိုအရင်အယောင်တောက်ရင်လည်းသိမကြိုက်ကြဘူးလေနော်အမတို့ဆိုင်မှာကျတော့ဒီမှာဝယ်ပြီးရင်လည်းချုပ်တဲ့ကိုပိုင်ဒီဇိုင်နာရှိပြီးသားဒီဇိုင်နာလည်းဟုတ်တယ်ဒီဇိုင်နာလည်းဆရာပြီးစိုးအောင်ရဲ့တပည့်တော်လေပုံမှန်အမတို့ကနိုင်ငံခြားပဲဖြစ်ဘယ်နိုင်ငံကပဲဖြစ်ဒီမှာဝယ်တယ်တခါတည်းချုပ်ပေးပါအမကြီးဆိုအမကတခါတည်းချုပ်ပေးတာ အဲဒါလေးကတော့အခုလောလောဆယ်အယောင်းသွက်နေတဲ့အစင်လေးကွာမအားကိုပိုင်ရကန်းနဲ့လားဟုတ်တယ်မြေကြီးနားမှာကြတော့လေအမားတို့ကဒီလိုပေါ့အမားတယောက်တည်းပိုင်တာတော့မဟုတ်ဘူးပေါ့မြေကြီးနားမှာတော့ရကန်းကြီးအများကြီးပေါ့အဲအများကြီးကမှအမားတို့ကအဲ့ဒီမြေကြီးနားရကန်းကိုသွားပြီးတော့မှကိုကြိုက်တဲ့ ပုံစံလုံးဝကိုလက်နဲ့ခတ်တဲ့ဟန်မိတ်တွေဖြစ်တဲ့အတွက်ဥမာတလမှတစ်ထည်အမတို့ကကိုကြိုက်တဲ့ဒီဇိုင်းကိုသူတို့ပြောလိုက်ရင်ဟာဥမာဒါလေးကြိုက်တယ်ပေါ့သူတို့ကဖယ်ဖယ်ထားပေးရပေါ့အဲကြောင့်မို့အမကဒီပရီမီယံပဲဖြစ်ဖြစ်ချီပဲဖြစ်ချီဖို့ပဲဖြစ်အမဆိုင်ရတော့မြေကြီးနားခတ်တယ်ချီပဲအမထားတာပေါ့နော်ဒီယောက်ျားလေးတွေတော့ကဒီကချင်ပစိုးတွေဟုတ်တယ်ဟာမြေကြီးနားခတ်စစ်စစ်တွေပဲအပေါ်ကဆိုကိုကနှစ်တရာလေးပေါ့နော်ဒီပစိုးလေးဆိုအရန်လာတယ် ဒါမြေကြီးနာခတ်တွေကြီးပဲလူကြီးစင်ကြတော့ဒီလိုအကွက်နည်းနည်းကျဲတာလေးကိုအမညွှန်းလဲအောင်လာအောင်လာအစင်အစင်အာဟုတ်တယ်အောင်လာအစင်ဒီဘက်ကဆိုပို့ပြီးတော့တောင်တူသေးတယ်အစေးတွေပါရအစေးတွေကြတော့အမကလေဒီဆရာကြီးဥယျံအောင်ရဲ့အဆူကြတော့ကွာငငယ်လေးကလေးရရင်ပေါ့အဲရေဒီယိုမှာကြားနေရဆိုတော့လေအမကစမ်းသုံးတာနှစ်နှစ်ရှိပြီလုံအောင်ဆရာကြီးရဲ့ organic ကိုယ်တိုင်ကောင်းလို့ ကိုယ်တိုင်ကောင်းလို့ဆိုင်ဘော်တီမီရောင်းပေးတာပေါ့ကွာတကယ်ကောင်းတယ်ဆရာကြီးရဲ့ဆေးတရားပေါ့အဲဟိုကရိုးရိုးနဲ့နှစ်တရားနဲ့အဲ့လိုမျိုးကွာတယ်ကွာတာပေါ့ခြီးရကြတော့ဟောမှာဈေးလဲကွာသွားတာဟုတ်လားနှစ်တရားပြည့်တယ်ဆိုရင်သူ့ရဲ့ရက်လာတဲ့ အထယ်ဟိုကနှစ်တရာခြီပြည့်တယ်ဆိုဝုလို့ကောင်းတယ်အသားအေးတယ်ဈေးကြတော့ဒီဘက်နှစ်တရာထဲမှာလဲဟိုမှာနှစ်သိန်းကျော်သုံးသိန်းကျော်တွေရှိရသူအစင်လဲกว่าမယ်ရက်လုတ်တဲ့အကွက်တွေလဲกว่าတာပေါ့ပရီမီယံကြတော့အကွက်အရန်စိတ်သွားတယ်ခြီအားစအယောင်ဆုံးအသွေးဆုံးဆိုသူက3သိန်း5သိန်းလောက်ထိ9သိန်းလောက်ထိကိုရှိရပါဘောเนาะဒါဒီဘက်ဒီဘက်အချမ်းကကြတော့မှဒီဘက်ချမ်းကြတော့ဒါလေးကတော့ကြစ်ပိုးလို့ခေါ်တာပေါ့နော်ပရီမီယံပိုးမဟုတ်ဘဲနဲ့ကြစ်ပိုးနှစ်ထိုင်လောက်ယူရလိုက်မယ်လေအဲဆိုနှစ်တရာတည်းကတော့နှစ်တရာတည်းကတကွင်းပရီမီယံတွေကတကွင်းလ ောင်းနေရလေးမောင်လေးဈေးလျှော့ပေးမယ်ဆိုတော့ကျွန်တော်တခါတည်းကြွညာပေးလိုက်မယ်လေအဈေးလျှော့ပေးဈေးနဲ့လည်းလျှော့ပေးမယ်တဲ့ဆိုတော့တခါတည်းကြွညာပေးလိုက်မယ်လေဈေးလျှော့ပေးမှာပေါ့လျှော့ပေးမယ်အမကစိတ်သိမ်းဖို့ဝယ်ရင်3%လျှော့ပေးတယ်ပရီမီယံပိုးတဲ့ကယူမှာပေါ့နော်အလူအတွက်15သိန်းလို့ပါလို့ဆိုအမစိတ်သိမ်းဖို့ပြည်တာနဲ့3%လျှော့ပေးတယ်မောင်လေးဆိုရင်တော့ဒါကတုံးဝ special နော်ညနေကြီးမျိုးတွေပေါ့ညနေကြီးမျိုးတွေပေါ့ဒါပေါ့ quality လည်းမပူနဲ့ service လည်းအရင်ကောင်းတယ်ကဲဒီလိုဆိုင်မျိုးမရှိတော့ဘူးလာခဲ့လိုက်ပါတော့ ဒါကလည်းတော့တောင်းကလာတစ္ဆာလမ်းမပေါ်မှာရှိပါတယ်ကိုကိုတဲ့နာမည်လေးကမှတ်တာလွယ်ပါတယ်ကချင်ရိုးရအထဲစားရင်ပါနော်ရှော်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါလေရှင်နောက်တစ်ခေါက်လည်းလာခဲ့ပါဦးလို့နော်ဟုတ်ကဲ့ပါကျွန်တော်ကျွန်တော်ဗီဒီယိုတွေကလူတွေလာလို့ရှင်လည်းလူတို့လိုတာလေးတွေလုပ်ပေးလိုက်ပါဦးဟုတ်ကဲ့ပါဟုတ်ကဲ့ပါမောင်လေးနာမည်လေးပြောလိုက်လုံးဝ special မှာပေးခဲ့တယ်နော်လာလို့ရှင်ဈေးစစ်ကြည့်ပါနော်အမလည်းတက်နိုင်တယ်လို့ရှော်ပေးပါလိမ့်မယ် တခါတည်းမှာပေးခဲ့ရနော်ကျေးဇူးများတင်ပါတယ်ပါလေကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါရှင်ဟုတ်ဟုတ်